ဟိုဝမ်းချမ်းမြေရှိကပတ်ကြီးလူရင်လည်းအဲဝမ်းချမ်းမြေရှိမှာကိုရင်ဦးနေတဲ့ကလူဝိအကလာကိုတီးရယ်ဆိုင်းနန်ကြီးကြောက်အဲဆိုင်းနန်ကြားတယ်လူဝိထူးထိန်ကြီးဆက်သားလူခါစားသူတော့နည်းနည်းပါပင်တော့ပင်မှန်းတာပေါ့ဒါပေမဲ့ပင်မှန်းအောင်မရမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားတာပေါ့ငါဝဲတည်ကြပြီးတဝဲနိုင်ပါလေကျွန်တော်တို့ဒီမှာလာကစားတဲ့ကလေးတွေကမှဒီကလေးကတအားကိုသူကကြိုးစားတယ်ပြီးတော့နောက်တစ်ခုကသူ့မှာအားသာတာလေးကသူရဲ့ကိုယ်ပိုင် fight talent ကြီးကောင်းတဲ့ခါမှာအဲသူ့အတွက်ကြိုးစားအထောက်ရင်ကြိုးစားအထောက်တလောက်တက်ရောက်မှုလေးကြီးကောင်းတယ်လူကြီးကလုံးဝခွန်မဲ့ အောင်ခွင့်ပြုမာယုတီပါကြံခဲ့တော့လူဝိမထိုးစီခြင်းမို့အာဒါတော့ဘလောက်နာတာဘာမှမဖြစ်ဘူးတန်ရရတော့ကိုညံ့လို့ပူခံရတာလို့ပြီးတော့တတ်မှတ်ထားအောင်မြင်လာတဲ့ချိန်တိုင်းအဖေနဲ့မေကိုအိမ်လုံးဆောက်ဝေးခြင်းနဲ့အဲ့လိုတိပိပိတုံထားခြင်းနဲ့အဲ့လိုအာမင်္ဂလာပါဒီလိုကလန်နဲ့ ဒါကတော့ Smart 5ရဲ့နီးပြားကြီးဦးချိုးလာသားစရာကိုဆရာချိုးလာပေါ့ဒါကတော့ဗာလေ Smart 5ပါရင်ဦးစရာပေါ့ဟုတ်ကဲ့ပါဟုတ်ကလေးကတော့ဒီတော့နာပဲထိုးရပြီးတော့ဟုတ်ကဲ့ဆောင်းတစ်ဖက်ဒါလည်းရှိတယ်သူကဝါလာဖြစ်တယ်ဆိုတော့ကျွန်တော်ကဟိုလုတ်ပြရတာပေါ့ဒီကျင်းမဲ့ဥစ္စာလေးတွေကိုကျွန်တော်တို့လိုက်ပါလိုက်ပြန်ကြည့်မယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ သားဘလဲကိုနေတဲ့ကလဝေအကလာကိုတည်ရယ်စပြီး training စလုပ်ပြီးတော့ဟိုလောဝေပိုင်းအဖေနဲ့တူတူသွားကြည့်ပြီးတော့ဟလာဒါလဝေဝါဒနာပါလို့ဝင်ထိုးရင်းနဲ့အဲ့လိုအတည်ရယ်အဖေကတော့မထိုးဝါဒနာရှင်ဘူးသားဘလဲဒီတိုင်းပွဲကြီးလိုက်ကြည့်နေစိုင်းနံနေကြအောင်အဲ့စိုင်းနံကြရနေသားလဝေထိုးရင်းနဲ့အိမ်မှာရှယ်လို့ဆိုရင်လက်သီးဖြောင်းကျင့်နေအဝင်ထွက်တွေတေချာကျင့်ပြီးတော့အဲ့လိုပွဲဝင်ထိုးပါဟုတ် ไอ้กูเนี่ยมาซะပြီးတော့သူกินนิดတကူจ๋าอ่ะစင်မော်ซะတက်ခဲ့ရအောင်ငါဝဲတည်ကြပြီးတဝဲနိုင်ပါလေဆရာချိုးလာလေတော့တီရှာမောင်းပြီးရေ trainee ဆက်ဆက်လုခါစားဆိုတော့เนเน่ပါတက်ကနစ်ပိုင်းနေအဲ့လိုလေးကျင်ပြီးတော့နောက်ပိုင်းပွဲထုတ်กันနေဆိုဆရာချိုးလာပြင်းပြထန်ထန်နေ train ပြီးတော့ပင်တော့ပင်မန်းတာပေါ့ဒါပေမဲ့ပင်မန်းအောင်မြင်ရမယ်ဆိုရဲ့စိတ်နေအဲ့လိုဒါအကျိုးစားတာပေါ့ကို favorite ဖြစ်တဲ့လက်ဝဲသမားတွေကဘယ်လိုဖြစ်မလဲကိုကျော်လောင်ဝင်းတို့ကိုတိတိဝင်နိုင်တို့ကိုဆိုလင်းကိုတက်ကောင်းတဲ့ senior ရဲ့အကုန်လုံးအားကြပါရဲ့ အတက်တာမလားလို့ပြောပါရင်အခုက7နှစ်နေရှိပါတယ်ဒီလေးကအကြောင်းကနေပြည်ပြည်ဆိုရင်ဟိုပဲဒီလုံးရေးကလပ်တွေကိုပြည်ပြည်လာပြီးတော့ပဲအာ training day တအားလောက်တယ်အဲကျွန်တော်တို့ဆိုလဲကျွန်တော်တို့ဒီမှာလာကစားတဲ့ကလေးတွေကမှာဒီကလေးကတအားကိုသူကစူးစမ်းတယ်ပြီးတော့နောက်တစ်ခါကသူ့မှာအားသာတာလေးကသူရဲ့ကိုယ်ပိုင်အဲဒီ talent ကလေးကကောင်းတယ်ပေါ့နော် fight talent ကလေးကကောင်းတဲ့ခါမှာ အဲသူ့အတွက်ကြိုးစားအထောက်အရင်ကြိုးစားအထောက်တလောက်တက်ရောက်မှုလေးတွေကောင်းတာပေါ့ဒီခါမှာကျွန်တော်တို့ကလည်းသူ့ဒီအသက်အရွယ်လေးတစ်ဖြည်းဖြည်းချင်းရလာတဲ့ခါမှာပွဲလေးတွေတစ်ဖြည်းဖြည်းပေါ့နော်သူရဲ့မိဘနဲ့တိုင်ပင်ပြီးတော့စီစဉ်ပေးတာပေါ့မိဘဘက်ကတော့အဲတိုက်တော့လဲဟိုတဘောမတူဆိုပေမဲ့လည်းကျွန်တော်ကလည်းဒီကလေးကဖြစ်နိုင်မဲ့ဟာလေးတွေပေါ့နော်ဒီကလေးရဲ့ကြိုးစားအထောက်အမှုလေးတွေရှိတဲ့ခါကျတော့ကျွန်တော်ကလည်းတော်တော်လေးအဲဖြောင်းဖြားနားချပြီးတော့ပဲကြိုးစားပြီးစီစဉ်ပေးနေရတာပေါ့ဟုတ်ကဲ့ ်အောင်ခွင့်ပြုမာယုတီပါကြီးပြန်ခဲ့တော့တော့လွေမထိုးစီခြင်းဘောအမွေးလာတော့အကောင်းလေးဆိုပြီးတော့အဲ့လိုအခုကြမှာဒဏ်ရာရင်းနဲ့ဆိုတော့မကြည့်ရဘူးပေါ့အစတော့ trainee တွေခိုးလုပ်တယ်အဲ့လိုအဲ့လိုကြီးပတ်လုပ်တယ်ဟုတ်အမေကဒါအကစားဆိုပြီးတော့ဒါနားလည်အောင်ရှင်းပြရဟုတ်ဒီဒီနားမျက်ခုံးမျက်ခုံးပြည့်တော့ဆိုတာအဲ့လောက်ပွန်ဝိုက်ဆိုပြီးပလတ်စတာနဲ့အုပ်ထားအဲ့လိုချိုးမမြောင်ဆိုပြီးပလတ်စတာနဲ့အုပ်ထားရှိငွေကြီးနေကကုန်းရဲတော့အပိရဲပေါ့ကိုကျိုးစားခြင်းတည်းတည်းပို့ပြီးတော့တက်ကြွားသွားရဲ့ ဝယ်ထိုးစေခြင်းစိတ်။အော်ငါအောင်ဒီနမဲတစ်လုံးရလာပါတငယ်ချင်းတွေအားပေးနေပြီဟာ။ငါဒီအတန်းထိရောက်နေပြီငါဆက်ကြိုးစားမှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ဘယ်လိုဆက်ကြိုးစားရမလဲ။ဟိုသားចောင်းပါဆိုရင်တော့စာကြိုးစားရပေါ့အဖေကလည်းတောက်ဘာလဲ ကြစာမကျူးစားရင်တော့လဝေတွေမှာမထားဘူးလို့ပဲပြောရင်ဒါအဲ့လိုစာအုပ်အသက်နိုင်ဆုံးကျူးစားရင်စောင်းပွဲမှာအိုးရီရအောင်ဖြေခဲ့ပါပညာရေးမှာလည်းထူးချွန်ခြင်းနဲ့ဗလဲဘွဲရီလည်းရခြင်းနဲ့အဲ့လဝေမှာလည်းထူးချွန်တဲ့ကစားသမားတယောက်ဖြစ်ခြင်းနဲ့ဝမ်းချမ်းမြေရှိတည်တော့ပြီးရင်တေချာ training လုပ်မယ်ကပတ်တီယူပြီးပြီးလို့ရှိရင်နီးပြတယောက်ကောင်းဖြစ်အောင်ပြန်လုပ်မယ်ကစားသမားကြီးပြန်ဝင်မယ် အဲသူရဲ့ပြင်းထန်မှုကတော့တော်တော်လေးကိုပြောရလို့ရှိရင်ကျွန်တော်တို့ကိုယ်ရဲ့နောက်မှာပဲတော်တော်လေးဟိုကလေးဆိုရင်မတော်လေးလေးစားစရာကောင်းတော့အောင်လို့ပဲမိဘကဒါဒါပွဲတွေမထိုးပါဘူးလေ့ကျင့်ခန်းတွေမလုပ်နိုင်ပါဘူးဒီကျောင်းစာမှာအားနေမယ်ပေါ့နော်ဒါတို့လို့လို့ချင်းဒါကျောင်းစာမှာတော့ဒါတို့လောက်ဒါစူးစမ်းပေးတယ်ဒါတို့လို့အဆင်ရတယ်ဆိုလို့ရှိလို့ဆိုတော့ဒါကိုကစားခွင့်ပေးမယ်ဆိုလို့ရှိရင်တွားလာရအောင်စူးစမ်းဒါအဲအစင်းရအောင်ကြိုးစားတယ်အဲ့ဒီအောင်မြင်မှုရအောင်သူပညာမှလည်းသူအမနေပါဘူးဆိုတော့တက်တည်ရအောင်ပြတယ် ဒီလိုမျိုးယူတဲ့ကလေးတွေပေါ့နော်တကယ်မှဒီရိုးရအားကစားမှတကယ်မြန်လို့ပြီးတော့တကယ်ကိုရှိတဲ့ကလေးတွေပေါ့လားတကယ်ဒီကျွန်တော်တို့ရိုးရအားကစားအတွက်လည်းတကယ်ကိုအလားလာကောင်းမယ်ပေါ့လေပြီးတော့ဒီလိုမျိုးရှိရနေပြီးတော့ရှောက်ပြတဲ့ကလေးတွေရှိရောလေတောက်ကကလေးတွေကလည်းဒါအတူတူစရာလေးစားစရာတွေဖြစ်လာတဲ့အခါမှာတကယ်ကိုအလားလာကောင်းတစ်ခုလို့ပဲကျွန်တော်တို့ကတော့ဒါမြင်လဲမြင်ရတယ်တကယ်လဲအားရကျင်းတဲ့ဖို့လည်းကောင်းပါလား ိုက်ပြီမယ်ဒါမဲ့ဒါဟုတ်အာကသာဆိုတာအာကသာမန်တီရောအဖေကတာအခုလောက်ဆိုအဖေဒါတော့အုပ်လဝိတဲ့ကမရောတာအခုလောက်ဆိုဂိမ်းပဲဆော့နေတယ်ဒီရောက်ဆရာဆရာရဲ့ကျေးဇူးကြောင့်အဖေရဲ့ကျေးဇူးကြောင့်ဒါအခုလိုပဲကောင်းလို့ရှိမြင်ခဲ့ရတန်ရတော့သိမ့်မရအောင်အာတာတော့ဘလောက်နာနာဘာမှမဖြစ်ဘူးဒီတိုင်းပဲလဝိပူပူကြိုးစားနေနေဖြစ်တယ်တန်ရရတော့ကိုညံ့လို့ကိုခံရတာလို့ပြီးတော့တတ်မှတ်ထားတယ် အအဓိကပွဲလို့ရင်မရှိနေရှိရင်တစ်ခါခံရမှာရှိနေတာတစ်ခါခံရမယ်ဘယ်လေစင်ပေါ်မှာတစ်ခါခံရမယ်အဓိကပွဲလို့ရင်မရှိဘူးပဲကိုရှိရင်ကိုခံရမယ်ဆိုရယ်ခေါင်းထဲမှာအဲ့ဒါပဲရိုက်ထည့်တာကျန်တာရင်မရှိအတွေ့ပွဲကြောင်းနေလည်းမတွေ့ဘူးစင်ပေါ်ရောက်မှထုံးဝင်ထိုးတယ်ဟုတ်အဲဒါကတော့အားကစားတစ်ခုပါဒီတိုင်းလဝိရဲမှာနေရအကုန်လုံးကိုပြိုင်ပဲလေညီကိုရပါပဲအားလုံးလဝိသမားတွေအကုန်လုံးကညီကိုရပါပဲ တော့တော့ဒီပုံမှန်ပါเนาะဒီ14နှစ်နဲ့16နှစ်အတွင်းထိဒီကလေးတွေကိုကျွန်တော်ကဒါလူငယ်တယောက်အနေနဲ့ trainee ပေးရတာပေါ့လေဒီ16နှစ်နောက်ပိုင်းဆိုလို့ကျွန်တော်ကျွန်တော်လူကြီးတယောက်လို့စပြီးတော့ trainee ပေးတာပါအခုကတော့ဒါသူကတော့လူငယ်ကလေးဆိုတဲ့အရွယ်ဆိုတော့ကျွန်တော်တို့ trainee လေးတွေမှာလည်းအဲတင်းတင်းလျောက်ပတ်တဲ့ trainee လေးတွေစီစဉ်ပေးတာရှိတယ်နောက်ခုကျတော့ကျွန်တော်က trainee မှာကအဲ new snippet တွေ က်ခိုက်ရအကားသားတွေအပြင်တို့ကြတော့ကိုကာရဖွံ့ဖြိုးမှုအပိုင်းလေးတွေပါကျွန်တော်တို့ကပြန်ပြီးတော့ကြံ့ကြံ့ပေးရတယ်ကိုကာဖွံ့ဖြိုးမှုအပိုင်းလေးလည်းရှိတယ်နောက်ပြီးတော့တို့ကြလေပညာရေးပြီးပြတ်သေးတဲ့ကလေးဆိုလေပညာရေးနဲ့တို့တို့တွေရဲ့ဝါသနာလေးတွေကိုမျှတပြီးဆောင်ရွက်နိုင်အောင်လည်းလုပ်တယ်ပေါ့နော်ကျွန်တော်တို့တော့ကတော့အဲဒီကလေးတွေမျှော်လင့်ထားတဲ့ဒီတွင်းမှာကိုအဲပြပတကယ်ပရိုမိုတာတွေနဲ့ချိတ်ဆက်ပြီးတော့ဆောင်ရွက်နိုင်တဲ့အပိုင်းထိပါတော်တော်လေးတော့မျှော်လင့်ချက်ထားတာပြီးတော့ပဲလုပ်ပေးနေတာပါ ตาတော့အကြီးဆုံးအကူပါအနောက်မှာตาတစ်အောက်မှာညီမနှစ်ယောက်ရှိရဲ့ဟုတ်အလုံးပေါင်းမိသားစုက9ယောက်လို့ရှိတယ်အောင်မြင်လာတဲ့အချိန်တိုင်းအဖေနဲ့မိကိုအဲ့လိုလှုပ်ကြွေးမယ်ပေါ့အိမ်လုံးဆောက်ဝေးခြင်းနဲ့အဲ့လိုပြည့်ပြည့်စုံထားခြင်းနဲ့အဲ့လိုသားတန်မျိုးစစ်တန်ပဲရှိသေးသူထိုးကြီးတွေအများကြီးမရဘူးပေါ့အကြီးတန်းရောက်ဖို့ဒါအများကြီးကြိုးစားအောင် အော်ဒါကူကကြောကြားမှုပဲရှိသေးတယ်ဒါမှအောင်မြင်မှုမရှိသေးဘူးဒါအဲ့လိုအောင်မြင်မှုအတွက်ဒါအများကြီးကြိုးစားပါမယ်ဒီပြောချက်အားလုံးကျေးဇူးတင်ပါတယ်